အားလုံးပဲမင်္ဂလာပါအခုတင်ဆက်ပေးမှာကတော့တနင်္ဂနွေသားသမီးများအတွက်2025ခုမေလ9လပိုင်း3လစာ host time map ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများဒီလမှာငွေအထုပ်တဲနဲ့ဝင်ငင်းရှိပါတယ်ရွှေတဲပစ္စည်းဝင်ငင်းရှိမယ်လူဝင်ငင်းရှိမယ်စနေနေ့ဝင်လာရင်အဝင်ခံပါငွေဝင်လက်ပေါများမယ်ထီထိုးပါဥစ္စာရတတ်ပါတယ်အဖို့တံပစ္စည်းဝင်ပါလိမ့်မယ်အလောင်းကစားကန် ဒီမဲကန်အလွန်ကောင်းပါမယ်အိမ်ချမ်းမြေတိုက်ခန်းဝယ်ရာကိန်းရှိပါတယ်အိမ်တို့တံပိုးကြီးပြိဘောကပစ္စည်းများဝင်လာတတ်ပါတယ်ရောင်းမထွက်ပဲပုံနေသောပစ္စည်းများထွက်ကိန်းရှိမယ်မင်္ဂလာသတင်းများမကြာခဏကြားရပါမယ်အိမ်တက်မြေတက်မင်္ဂလာ နာမည်မဲ့ဂင်မွန်းတက်ကောင်းချင်းမင်္ဂလာများပြုလုပ်ရာကိန်းရှိပါတယ်တနင်္ဂနွေသားသမီးတွေဟာသူများကိုပေးကန်ကျွေးမှုခြင်းစေအမြဲတမ်းရှိပါတယ်အပေါင်းအသင်းတငယ်ချင်းပတ်ဝန်းကျင်တို့ကထင်ကြီးသဘောကျတဲ့ပါတယ် အားကိုးတတ်ပါတယ်။မြေသူကိုများလွတ်လွတ်စွာပဲငွေမပေးသင့်ပါဘူး။နောက်ဆုံးသင့်သောအရာတွေကိုနောက်မဆုတ်ပါကအချိန်လိုမှနောက်တရရတတ်ပါတယ်။စိတ်မြန်ခြင်းစိတ်ကြီးခြင်းနဲ့အလောတကြီးအလောလောချင်းများတန်နိုင်သည်များရှောင်ကျင်သင့်ပါတယ်။မိသားစုအတွင်းမှာအလောပြောင်းရွှေ့ရတာခီးထွက်ရခြင်းနဲ့ရှိပါတယ်။ရဝေးကမိတ်ဆွေဆွေမျိုးသားချင်းတွေရောက်လာတတ်ပါတယ်။အိမ်မှာတင်းလာနဲ့လင်မယားနဲ့ကိုဝင်ဆောင်များညာအိတ်လက်မခံသင့်ပါဘူး။စိတ်ပူပန်စရာများကြုံတွေ့ရတတ်ပါတယ်။အမွေကိစ္စ မီကိစ္စတွေပေါ်ပေါက်လာတတ်ပါတယ်အလောကန်အနေနဲ့ကတော့တနင်္ဂနွေသားသမီးတွေကစိတ်ကူးညံပေါ်တဲ့လောက်လက်တွေ့အကောင့်တွေပေါ်ဆောင်ရွက်သင့်ပါတယ်အချိန်မပြုံးသင့်ပါဘူးမိမိစိတ်ကူးကြောင့်အောင်မြင်မှုတွေရရှိပါလိမ့်မယ်အလောကန်တွေကောင်းလာပြီးငွေကြီးကံကတော့ပုံမှန်ထက်ကောင်းလာမှာပါအလုပ်တွေကများသလောက်အဆင်ပြေပါမယ်အကူအညီတွေလည်းရလာပါမယ်တိရသမารီရှိတဲ့အမျိုးသမီးကြီးတူဦးရဲ့အကူအညီရရှိပါမယ် ရဲဝင်းနဲ့ပတ်သက်ပြီးငွေဝင်တာငွေကိစ္စခီးသွားရတာထီပေါက်သလိုငွေဝင်လာတာမျိုးတွေကြုံရခြင်းရှိပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးအပြန်ဆိုင်တွေရှိမယ်။သူ့လူကိုယ်ပတ်သားတွေရှိနေတတ်တာကြောင့်သတိထားသင့်ပါတယ်။ငွေကြေးကိစ္စရဲ့များအတိုင်းတာတဲ့ပုံဝင်ခြင်းရှိပါတယ်။ လက်ရှိအလုပ်ကိုရပ်နာပြီးလုပ်ငန်းသစ်ပြောင်းလဲလုပ်ကင်ဖို့စိတ်ကူးများပေါ်ပေါက်လာတတ်ပါတယ်။ယခုအချိန်ပြောင်းလဲလုပ်ကင်ရင်အဆင်မပြေနိုင်ဖြစ်တတ်ပါတယ်။စီဝါရဲ့အနေနဲ့ကတော့တနင်္ဂနွေသားသမီးတွေကစီဝါရဲ့အလုပ်ကင်များအဆင်ပြေမယ်။မိတ်ဆွေတို့ရဲ့အကူအညီတွေကိုရရှိမယ်။ညီမခက်ခဲသောကိစ္စရဲ့များပင်ဖြစ်စေထူးခြားစွာအောင်မြင်တတ်ပါတယ်။မွေးမြူရေးလုပ်ငန်း၊ကုန်ပစ္စည်းလုပ်ငန်း၊အစုရှယ်ယာလုပ်ငန်းဟုသမျှအကျိုးသက်ရောက်မှု အမြင့်အစွန်းများရရှိနိုင်ပါတယ်။ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများအထူးကောင်းမွန်ပါတယ်။တနင်္ဂနွေနေ့လုပ်ငန်းများအချို့ဖြစ်တွင်ရေလုပ်ငန်းအတိုးအချေများပြုလုပ်ရခြင်းရှိပါတယ်။နေ့နံတူတနင်္ဂနွေသားသမီးတွေနဲ့တွဲဖဲအလုပ်လုပ်ကင်ချင်းအထူးအချိုးပေးပါမယ်။တောက်ကြသားသမီးများထံမှလည်းမိမိလိုအပ်ချက်များအကူအညီများရရှိတတ်ပါတယ်။ဆက်တူအလုပ်ရှယ်ယာလုပ်ငန်းအလုပ်များအချို့ဖြစ်ထွန်းပါမယ်။ပညာရေးအနေနဲ့ကတော့တနင်္ဂနွေသားသမီးတွေကပညာရေးဆိုင်ရာမှာ မိမိဝါသနာပါတော့ဘာသာရဲ့အားဒူးချွန်တက်မြောက်တည်ရတိအသင်ယူရန်အချိန်ကောင်းအခါကောင်းဖြစ်ပါတယ်။ပြပတာဝန်ထမ်းဆောင်ရခြင်းပြပမှာပညာရေးခီးသွွားရခြင်းများပြောင်းရွှေ့စာများရောက်ရှိလာပြီးသတင်းကောင်းများကြားရတတ်ပါတယ်။ပညာရေးတွင် fashion design တီထွင်ခြင်းပညာ ပကြီလက်မှုပညာလုပ်ငန်းများနဲ့သင်ယူရပြီးအောင်မြင်မှုများရရှိနိုင်ပါတယ်။အခြေအကြောင်းပညာရေးဆိုင်ရာမှာဆုံးရှုံးနေနာစရာများရှိတတ်ပါတယ်။အခြေအနေနဲ့ကတော့တနင်္ဂနွေသားသမီးတွေဟာအခြေအနေနဲ့ပတ်သက်ပြီးအကျန်းစီရည်ရွယ်ချက်များအောင်မြင်ပါမယ်။လူငယ်လူရွယ်ပြည်ရွယ်သူတွေအနေနဲ့စမ်းပွင့်ရမယ့်အချိန်ဖြစ်ပါတယ်။လက်တက်ထိမ်းမြရခြင်းစိစက်ကြောင်းလိုင်းခြင်းများတွေ့ကြုံရတတ်ပါတယ်။ တနင်္ဂနွေသားသမီးတွေကအချိန်ရင်းမှာစိတ်ချမ်းမြေ့ရမယ်ကာလတစ်ခုဖြစ်ပါတယ်။ဖြစ်သူတံမှာတရင်ကောင်းကြရတတ်ပါတယ်။မမျော်လင့်သောနေရာမှာကိုမျော်နေသောသူကိုရုတ်တရက်တွေးဆောင်ရခြင်းရှိပါတယ်။အိမ်တော်ရဲ့အနေနဲ့ကတော့အလူကိစ္စမင်္ဂလာကိစ္စများပေါ်လာပါမယ်။သားသမီးမင်္ဂလာတရင်ကြားရခြင်းရှိပါတယ်။အိမ်တော်ရဲ့တွင်စိတ်ကတိကအောင်ဖြစ်ရတတ်ပါတယ်။မကြာခဏအငင်းခုံပြုလို့ရခိတ္တခွဲခွာသွားရတတ်ပါတယ်။မိသားစုအတွက်ငွေကြေးကုန်ကြများမယ်။ ယတနာအမျိုးမျိုးကြောင်းစကားများတဲ့အချင်းများရှိပါမယ်။စီးလုံးညညွတ်ခြင်းဖြင့်စီးစဉ်ဥစ္စာများတိုးပွားပါမယ်။ဆိတ်ရှိချစ်ထားပြီးတီးခံစိတ်ကိုမွေးမြူပါ။ကျမရဲ့အနေနဲ့ကတော့တင်းငွေနေသားသမီးတွေဟာလုပ်ငန်းကြောင့်စိတ်ပင်ပန်းကိုပင်ပန်းဖြစ်ရပါမယ်။ကျမရဲ့ကိုကယူဆိုင်တင်ပါတယ်။မကြာခဏကောင်းကင်ချင်းစီးကြောက်ကဲ့ယောဂနဲ့ပတ်သက်သောဝေဒနာတွေခံစားရတတ်ပါတယ်။ခီးသွားရန်ကိစ္စပေါ်ပေါလာပါကရဲရွှေဆိုင်လိုက်ပါ။ကျမရဲ့ကံညံ့ပါတယ်။တင်းငွေနေသားသမီးများ တနင်္မာ6နဲ့ကြကံအညံဆုံးနှစ်ပိုင်းခြားတွေဖြစ်ပါတယ်။ကလေးငယ်များရေဘူးအရေးပြတငယ်နာယောဂများဖြစ်တတ်ပါတယ်။ကလေးငယ်ပျောက်တတ်ပါတယ်။ရေနဲ့နှိစက်ရာတွေကို အထူးကျူးဆိုင်ပါ။အသက်20နှစ်မှ25နှစ်ကြားနှစ်တွေကတော့အထူးကျူးဆိုက်တဲ့နဲ့အလားဖြစ်ပါတယ်။ရင်းအန္တရာယ်ရှိပါမယ်။ရင်းအန္တရာယ်ကြောင့်ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ပညာရည်တင်တဲ့ကိစ္စ၊မြေကိစ္စများ အနှဲငယ်စိတ်ငြိရပါမယ်။လူငယ်လူရွယ်များအပျော်ပါလိုက်စားခြင်းကြောင့်မိမိဘဝမှာဆုံးရှုံးမှုတွေကြုံရပါမယ်။အသက်29နှစ်မှ32နှစ်ကြား46နှစ်48နှစ်တည်းဟာကန်စာတာညံ့ပါတယ်။လူပြိုအပြိုတွေမထင်မှတ်ပဲအိမ်ထောင်ကျမယ်။လူမှုရေးရှုပ်ထွေးမှုများကြုံရနိုင်ပါတယ်။ရင်နီးသောသူများနဲ့မိမိအကြအယူဆသဘောထားမကိညီမှုတွေကြုံရမယ်။အလုပ်ထဲတွင်အကြီးအကဲကြောင့်အနှဲငယ်စိတ်ငြိရမယ်။ လက်ရှိအလုံးမှာစိတ်ဝင်စားမှုအားနည်းရပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးအရှုံးအနေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ဘာသာရေးအပေါ်စိတ်ဝင်စားမှုအားနည်းနေတတ်ပါတယ်။အိုးအိမ်နေရာဌာနနေရင်ပြောင်းရွှေ့တွေမြို့အပြောင်းရွှေ့တွေကြုံတွေ့ရနိုင်ပါတယ်။အင်တော်ရေးပြဿနာများအနောက်ရှေ့များဝင်လာမယ်။မိမိခုံတိတ်ကကြာဆင်းတတ်ပါတယ်။အထူးတော့အနေနဲ့ကတော့အရှိမောအရဲမှာလုပ်ငန်းအသစ်စာတင်ခြင်းအလုပ်သစ်လျှောက်ခြင်းအင်တာဗျူးတွေ့ဆုံခြင်းစူဇန်ရှာဖွေခြင်းစေခန်းဖွင့်ခြင်း ခီးသွားလာခြင်းအခြေရေးစကားပြောဆိုခြင်းများကောင်းမှမှာတယ်ခီးသွားလာခြင်းနဲ့လုပ်ငန်းကိစ္စများဆောင်ရွက်ရာတွင်အနီရောက်ကန်နမာပန်သဇင်ပန်ဒန်းညိုများကိုဆောင်ပြီးတော့သွားပါ2025ခုနှစ်မေလ9ရက်နေ့စေနာကြီး25မိနစ်မှာခီးသွားခြင်းရှောင်တင်ပါတယ်2025ခုနှစ်မေလ28ရက်နေ့တနေ့လုံးခီးသွွားခြင်းရှောင်ကျင်တက်ပါတယ်။မသွားမဖြစ်သွားရရင် ခီးသွွားအနေနဲ့ကင်းကာတာကိုခုနှစ်ခေါက်အတိတ်တန်းယူပွားပြီးခီးသွွားပါ။အချိုးဘေးကနန်းမှာ ခွန်နှင့်ငါ6တို့ဖြစ်ပါတယ်။ကံကောင်းစေသောအရာမှာနတရောင်ပန်းရောင်ကြက်သွေးရောင်နုနေရောင်တို့ကိုဝတ်ဆင်ပါ။ရရအနေနဲ့ကတော့နန်နဲ့ခွန်နာကြီး16မိနစ်တွင်အိမ်ဘေးရမှာစတော်ဘယ်ရီဖြော်ရတဲ့ဘူးလက်ဖက်ဘေးရကြောဖြင့်ဆွင့်ကက်လူတန်းမှာမိမိမွေးနေ့တွင်ဖေးရမှာ ကျေပန်းအပြင်အုံညောမလာကညောပေါညွန်သုံးညွန်စီပေါင်းပြီးတော့လူတန်းပေးပါမိသားသမီးများအားလုံးစိတ်ချမ်းသာကိုကြံပါရဲ့လူဝင်ဆန္ဒတလုံးတဝပြည့်စုံကြပါစေဘေးရန်ရဲ့ခက်သိမ်းပါလဲကင်းငြိမ်းကြပါစေလို့ဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်